အဲဥချခေဖယ်သွားမလို့လဲအကိုတော်အခုပဲရုံးကိစ္စနဲ့ပြင်သွားမလို့အော်ညီမဥချခေကိုမေးစရာလေးရှိလို့ဘာမေးမလို့ညီမဟောလေ name လေးနဲ့ပတ်သက်ပြီးတော့မေးချင်လို့อืมအကိုလည်းအချိန်နဲ့ရပါသေးတယ်ဒါဆိုအထည့်ကြွပါလားနော်ဟုတ်ဟုတ်လာညီမလေးလာညီမထိုင်ဟုတ် name list နဲ့ပတ်သက်ပြီးနည်းနည်းမေးချင်လို့ပေါ့နော်အာတချို့ကျတော့ name list ရပြီလို့ရှိရင်အလုပ်တန်းလုပ်လို့ရတယ်တချို့ကျတော့အလုပ်လုပ်လို့မရဘူးပေါ့အဲ့ဒါဘယ်လိုကွာလဲဥချခေอืมဒါမျိုးပေါ့နော်ညီမလေး name list လုပ်ငန်းစဉ်ဆိုတာက အလုပ်ရှင်အနေနဲ့မိမိမှာရှိနေတဲ့တရားဝင်နဲ့လောက်တာတွေကိုတရားဝင်လောက်တာဖြစ်လာစေဖို့တော့ကိုအစွဲအောင်မှာတွားပြီးတော့ရှောက်ထားရတယ်နော်အမျိုးရှောက်ထားပြီးတော့မှဘွားပါမင်းမခင်စကြမှာဒီနေထိုင်နိုင်ဖို့တော့ကိုပြန်လည်ပြီးတော့ထုတ်ပေးတဲ့အတိမပြုတဲ့စာရွက်လေးတရွက်တာဖြစ်တယ်အဲ့တော့နေလေးဒီဘွားပါမင်းစာရွက်မဟုတ်ဘူးဘွားပါမင်းမဟုတ်တာဖြစ်တဲ့အတွက်ပြန်နိုင်ကြမ်းဖြစ်တဲ့ဒီတတိပြောင်းလုပ်ငန်းစဉ်တွေပါကြီးကြောက်လဲလုံးလို့မရအောင်တွားနော်ပြန်တော့တစ်ခုဒီနိုင်ငံမှာကဒီနိုင်ကြမ်းမိတ်တုံဆိုတာလေးရှိတယ် နိုင်ငံမိတ်တုံဆိုတာကတထေးမတူညီတာကြီးပေါ့နော်ဒါတွေကအရန်အနေများတယ်ပြီးတော့ဟိုအရန်လဲစစ်ဆေးတွေလည်းရှိတယ်နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ဒီလုပ်ငန်းခွင်မှာဝင်စစ်တာတို့ဘာတို့လဲရှိနေပေါ့နော်အဲ့တော့အနည်းချုပ်ပြောမှဆိုရင်မူလအစတဲကဒီတထေးနဲ့နိုင်လေးတင်တာနဲ့လူတွေကကြတော့ဒီတထေးရဲ့လုပ်ငန်းခွင်မှာတရားဝင်လောက်ခွင့်ရှိနေပြီးတော့အာတထေးငါးနဲ့တင်တာနဲ့လူတွေကကြတော့ဒီနားလဲမှုနဲ့တာဒီနိုင်ငံမှာအလုပ်လုပ်လို့ရတယ် ဒါမဲ့အရန်အနယ်များနေတာရက်တက်လာအရန်အနယ်များတယ်အဲ့တော့နိုင်လေးတင်တော့မယ်ဆိုရင်အကိုအနေနဲ့အကြံပေးချင်တာကအာတထေးကိုနောက်မှာလိုက်ပြီးတော့တခုခုဖြစ်လို့ရှိရင်လိုက်ပြီးတော့ဝင်ရောက်ဖြည့်ရှင်းပေးနိုင်တဲ့တထေးမျိုးဒါမှမဟုတ်လည်းတခုခုတောင်းယူပြီးတော့လိုက်ဖြည့်ရှင်းပေးတဲ့တထေးမျိုးတွေနဲ့အာနိုင်လေးကိုတင်စေချင်တယ်เนาะအကိုကတော့အဲ့လိုမျိုးအကြံပေးချင်တယ်ညီမအောင်အော်ဟုတ်ဟုတ်ဦးချကေဟုတ်အခုလိုမျိုးပြည့်ပြည့်စုံစုံရှင်းပြပြီးတော့ကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါဟုတ်